ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှလည်းဘယ်လိုဇာတ်လမ်းလေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်များကနားဆင်အားပေးကြကြပါအောင်ရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျမတို့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုဆက်လိုက်တော့မယ်နော်။2006ခုနှစ်ဩဂုတ်လဆန်းညဦးပိုင်းအချိန်မှာတော့ကျွန်တော်အင်ရှိတို့တံမိုးကြီးလာတဲ့ကိုပိုင်ကားတစ်စီးထိုးဆက်လာပြီးကားပေါ်မှာ အသက်80ကျော်ရွယ်အမေအိုတဦးနဲ့အသက်25နှစ်ခန့်ရှိတဲ့လူရဲနှစ်ဦးဆင်းလာကကျွန်တော်အမျိုးမေး၍ရောက်လာခဲ့ကြပါတယ်။ကျွန်တော်ကဖြူဝင်းနဲ့အသားရည်နဲ့မြန်မာပြည်သားလွန်လာတဲ့အမေအိုအားခေါင်းရင်းပတ်မှာနေရာပေး၍လာရင်းကိစ္စကိုမေးမြန်းလိုက်ပါတယ်။အမေနာမည်ကဒေါ်မမေစီလို့ခေါ်ပါတယ်တားရည်။အမေကတားစာရေးဆရာရဲ့စာဖတ်ပရိသတ်တူပါ။တားရဲ့ပင်နာရေးနေရဲ့ သူရမဂဇင်းကိုလားဆင်ဖတ်ပါရင်အထူးသဖြင့်သားဆိုင်ဆရာကြီးတဲ့ဂံမရဝိတ္ထုမြောင်ဂယုတဆိုင်ဖတ်လို့ရှိပါရင်အမေတို့နေတဲ့ခဏလာတိုက်အပေါ်ဆုံးထက်မှာသားဆိုင်ဆရာစီကို လာရခြင်းရဲ့အထူးကအကြောင်းရင်းအမေလူမမဲ့အရွယ်အတက်ဆက်နေဝင်းကျင်မှာမျက်မြင်ကိုတွေ့ကြုံခဲ့ရတဲ့အဖြစ်ဆန်းတစ်ခု ပြောပြချင်လို့ပါတားရင်လောကမှာထူးဆန်းအပ်ဖွယ်လောကီပညာ အစမ်းကျယ်တွေရှိတာကိုအံဩပနဲ့ကြုံခဲ့ရလို့ပါဒါနဲ့အတူတရဏံကုံရဲ့တကိုကြီးပုံကိုလည်းတားစာရေးဆရာရဲ့စာပေအတတ်ပညာနဲ့ကြဲကြဲပြန့်ပြန့်အများကျင့်ကြံလိုက်နာယုံကြည်ပွားများစေချင်လို့ပါတားကတဆင်ပြောချင်လို့ပါတားနားထောင်ချင်ရဲ့လားပြောပါမေကျွန်တော်စိတ်ဝင်စားပါလေခမညဒီလိုတားရေအဲ့ဒါနဲ့အမေကြီးဒေါ်မမေစင်ဟာစိတ်ဝင်စားပဲကောင်းလာတဲ့ ဂမ်မီယာစန်းချင်ကိုတွေ့ဇလန်ကိုအသေးစိတ်ပြောပြခဲ့ရာအမေကြီးပြောပြတဲ့ပုံအခြေခံကဖြစ်ဆက်ပြီးမုံမှန်၍ဝိတ္ထုတဖွဲရေးသားလိုက်ရပါတယ်။အဲ့ဒီတော့အမေက၁၀နှစ်သမီးအရွယ်လောက်ရှိပြီကွယ်။အမေတို့ပြောင်းလာတဲ့အိမ်ရဲ့ခေါင်းရင်းမှာဥအုပ်ကနဲ့ဒေါ်စိန်ခင်တက်ကြီးလင်များနေတဲ့အိမ်ကြီးရှိတယ်။မကြခင်မှာပဲအမေတို့မိသားစုနဲ့ဥအုပ်ကဒေါ်စိန်ခင်တို့မိသားစုဟာ ခြံချင်းကပ်ရမှုနှစ်အိတ်တိန်လိုရင်းနှီးသွားပြီးဝင်ကြထွက်ကြရှိလာကြတယ်။အဲ့ဒီမှာထူးခြားတာကဥဥုတ်ကနဲ့ဒေါ်စိန်ခင်ဟာအကျဉ်လင်များပင်ဖြစ်ပါတော့လေ။တယောက်နဲ့တယောက်ဟဟပပရရမမအကျဉ်လင်များဟန်ပန်မရှိကြဘူးကွယ်။နှစ်ဦးစလုံးဟာခန့်ခတ်တတ်ကြီးတွေပင်မသိရင်ဒစိန်တွေအတိုင်းပဲနေတာစားတာတကွဲတပြားပဲတိလာ။ဘာကြီးဥဥုတ်ကကြီးလိုက်ရင်စိတ်ပရိတကန်ကန်နဲ့ ဖះဆင်ရှိမှရွတ်ဘတ်တရစေပွားများပြီးတရားထိုင်ပရိစိတ်အဋိဋ္ဌံဝင်နေရမျိုးမကြခဏတွေ့မြင်ရပေမဲ့ကြီးတော်ကြီးဒေါ်စိန်ခင်ကတော့အစဉ်အမြန်တစုံတရာကိုတွေးတော်စဉ်းစားပြီးတခုခုကြံစီနေတယ်လို့မျိုးဟန်ပန်ရှိနေအောင်တွေးရတယ်။နှစ်ဦးစလုံးဟာအထုတက်ဖြစ်အမေကိုတိတ်ချစ်ကြတယ်။အဲ့ဒီတုန်းကအမေကဝဝတုတ်တုတ်ဖြစ်ဖြစ်ဖို့ဖြစ်ချစ်စရာလေးလို့အမေတို့အမေများကလည်းပြောကြပါတယ်။အမေတို့တိုင်တားလုံးကပြောရရင် ဗုဒ္ဓဘာသာစစ်စစ်လို့နေထိုင်ပြီးအမြဲတမ်းဖရာတရားလောက်ကို လူကြီးတွေရော ကလေးတွေပါလောက်ကန်ကြပါတယ်အမေဆိုရင်အလကားနေရင်အချိန်အားရင်တရဏတ်ကုံရွတ်ဖတ်နေရပင် ဖရာရှိကိုအမျိုးမျိုးနဲ့ပည့်ရကြီးတွေဟာရွတ်တဲ့ရတဲ့နာကိုအမေရောအဖေကပါတင်ပေးနေလို့ရသည်မရွတ်နေရပင်ဖရာစာအမြဲတမ်းရွတ်နေလေရှိရဲ့အမေကိုဗာတီဥုပ်ကလေးလေးစချစ်တဲ့လောက်ဗာတီဥုပ်ကရဲ့ဇနီးကြီးတော်ဒေါ်စိန်ခင်ကတော့ ဲ့ဒီဖျားစာမြောင်းအလကားနေမရွတ်ဖို့မကြကနတားမြစ်လေးရှိနေကြီးတော်ဒေါ်စင်းခင်ဟာအမေကိုအတော်ချစ်ချပါတယ်တားရယ်သူ့အိမ်သွားလိုက်ရင်စားကောင်တောက်ဖွဲ့ကြီးခြာကျွေးလေးရှိရင်ဗဇက်ကလည်းငါသမီးလေးငါသမီးလေးနဲ့ပြောလို့မဆုံးဖက်ဖက်နန်းလိုက်ရလေပါးရီအောင်ပိန်ချကုန်လားမှတ်ရစားကောင်တောက်ဖွဲ့အစမ်းများချက်ပြုတ်ရရှိရင်အိမ်ဘက်ကိုကူးလာပြီးလာလာပေးပါတယ်အမေတို့မိဘများနဲ့ ကားဝိုင်းဖွဲ့ပြောတယ်ကြီးတော်ဒေါ်စိန်ခင်ဟာစကားပြောလေအလွန်ကောင်းနေကွဒီလိုနဲ့နေလာလိုက်ကြတာရက်ကာလာအတန်ကြာခဲ့ဖို့တားရင်တဏီလဲကြရောကြီးတော်ဒေါ်စိန်ခင်ဟာစားစရာဟင်းတပကံလာပို့ရင် အမေတို့ဖေတို့နဲ့စကားဝိုင်းဖွဲ့နေကြရောအဲ့ဒီအချိန်မှာအမေကသူ့လိုမလန်းမကန်းမှထိုင်ပြီး အလကားနဲ့အလကားအချိန်မဖြုံးမဲတရဏကုံရွတ်နေမိရင်ဗုဒ္ဓံတရဏံဂိစာမိ ဓမ္မန္တရဏံဂိစာမိတန်ခံတရဏံဂိစာမိခဏလောက်တိတ်တိတ်နေပါလားတမိမက်စီရှင်ជីကြီးတို့စကားပြောနေလို့ခဏရက်ထားပါအောင်တမိရဲ့ကြီးရော်ထော်စင်းခင်ဟာအမေရဲ့မျက်နှာကိုစူးစူးဆိုင်ကြည့်ပြီးဖျားစာရွတ်နေအောင်အတင်းရက်ခိုင်းနေရင်အမေကလည်းမရက်ဘူးလေအကျင့်ပါနေရော ဆက်ရွတ်နေလိုက်တယ်အဲ့ဒါကြီးရော်ထော်စင်းခင်ကမနှင်းမြုပ်တယ်လို့သူစကားနားမထောင်လို့ စိတ်ဆိုးချင်တယ်လို့လုံနေရနဲ့အမေကတမီတူတူရော့ဒါနဲ့ပါစက်ကတူတူလေးရွတ်ပြီးအမေတို့ကြီးရော့ဒေါ်စင်းခင်တို့စကားဝိုင်းအောင်မတိမတာအခဲခတ်နေလိုက်တယ်အချိန်7မိနစ်လောက်ကြာရောဟဲ့မက်စီတမီနောက်မှာကြာကြာကြီးဟဲ့ကြီးရော့ဒေါ်စင်းခင်ကစကားပြောရင်တန်းလန့်ကနေအမေရှိအောင်လှမ်းကြည့်ပြီးလက်ညှိုးထိုးလို့အလန်တကြောင်အော်လိုက်ပါရောဒါပေမဲ့အမေကတော့ လုံးဝမနံ့ဘူးအမေတို့အဖေတို့ကလည်းကြီးရော်ထော်စိန်ခင် အမေကိုနောက်ပြောင်လာလို့မှတ်ပြီးမလန့်ကြောက်လေမက်စီနောက်မှာကြာကြာထော်စိန်ခင်ရဲ့ဟန်ပန်တကယ်ကြောက်တွေးလိုက်သလိုမျိုးမျက်လုံးအဝိုင်းသာအံ့ဩထိတ်လန့်ဟန်ပန်နဲ့ဒါနဲ့နောက်ပြန်လဲကြည့်လိုက်တော့ကြောင်ကြားလေးတကောင် တွေးလိုက်ရတယ်ဘယ်အကြောင်လဲမသိဘူးအိမ်မှာတော့ကြောင်လုံးဝမရှိတာအမှန်ပဲကြောင်မဟုတ်ပါဘူးကြည်ကြည်ရဲ့ကြောင်မှာ ကြောင်ကြောင်မင်းမင်းမင်းအမေကကြောင်မလို့ပြောပြီးကြောင်လှမ်းလေခေါ်လိုက်ရောကြီးရော်ဒေါ်စိန်ခင်ဟာကြောင်လှမ်းကြည့်ပြီးဟဲ့ကြာတွားတွားအဲ့ဒီလိုဗဇက်ကနေပြောလိုက်ရာအမေတို့စီစိုက်ကြည့်နေတဲ့ကြောင်ဟာနောက်ဖေးမိဖို့ဆောင်ဖက်ကိုလွှာကနေပြေးသွားပါရောအမလီအဲ့ဒီအချိန်မှာပင်နောက်ဖေးမိဖို့ဆောင်ကနေပစ္စည်းအချို့လွတ်ကျကွဲတံများကြားလိုက်ရပြီး အိမ်ဖော်မာလီမတ်အချံရဲ့အလန်တကြားအော်တန်ကိုကြားလိုက်ရရောဟဲ့အချံဘာဖြစ်လို့လဲအမလေးလာလာကြပါဦးကြားကြားချင်းအမေချိုင်းလာကြပါဦးအချံဟာကြောက်လန့်တကြားငဲတန်းပေါင်းအော်နေလို့အမေရောအဖေရောမိဖို့ဆောင်နေပြေးဝင်သွားကြရလေအမေလည်းနောက်ကနေပြေးဝင်လိုက်သွားလိုက်တယ်တမန်တင်းပေါ်မှာဟင်းပကံအချို့ကြောက်ခွဲပြီးဟင်းတွေလွင့်စေပြန့်ကျဲနေသလို အိမ်ဖို့ကလားမလီမတ်အချံလေးမျက်နှာလက်ဝါးနဲ့အုပ်ရင်ဘဆက်ကကြာကြီးကြာကြီးကြောက်တယ်ကြောက်တယ်နဲ့ထိန်းလို့မရပျော်ပြီးအော်ဟစ်နေရင်ဘမလဲဟဲ့ကြအချံဘမလဲဟိုဟိုမဟိုဟိုထွက်သွားပြီထွက်သွားပြီသူကထိတ်လန့်တကြလက်ညှိုးထိုးပြချီလိုက်တော့ဆဆဝအမေတို့တွေးခဲ့ကြောင်ကြားလေးဟာလူတွေကိုစောင့်ကြည့်ပြီးမိဖို့ဆောင်တကားဝါနေပြေးထွက်သွားပါရော့ ကျမကြောက်တယ်ကျမကိုကြိုက်တော့မယ်လှုပ်ချပါအောင်အာအချံဟာထူထူဆန်ကြောက်လန့်ရုံးကန်အော်ဟစ်နေလို့သူ့မနဲ့ဝိုင်းချော့ထိနေရတယ်ကြောက်မဟဲ့အချံရဲ့ထွက်သွားပါပြီမမဟုတ်ဘူးအဲ့ဒါအဲ့ဒါကြာကြာအမလေးကျမကိုကြိုက်တော့မယ်မမလှုပ်ပါနဲ့မလှုပ်ပါနဲ့ကြာကျမမနေရင်မနေရင်ဟိုလာနေပြီလာနေပြီကြိုက်တော့မယ်အာအချံဟာ ချောက်ထားတဲ့ကြောင့်အတင်းယုံပြီးပြေးထွက်မလို့လုံနေရောချော်မော်မရတဲ့အဆုံးကျိုးနဲ့တုတ်ထားလိုက်ရတယ်။အကြံအာယုံဆိုင်နေအချိန်မှပဲခေါင်းရင်းအိမ်ကဒေါ်စိန်ခင်ဟာသူ့အိမ်ကိုပြန်သွားပြီကွယ်။ကြည်ရတာသူများကိစ္စကိုဝင်မပါခြင်းမဆက်ဆုပ်ခြင်းကိုတူပါရဲ့။အလွန်ကြောက်လန့်တုန်လှုပ်နေပြီးစိတ်ဝေဒနာတည်းတရားလို့အကြံဟာ မကြာခဏအော်ဟစ်နေ။အကြံရဲ့ကိုယ်ပေါ်မှာ အဝေစားတွေလည်းဖိအိုပြဲဖြစ်လို့အကြံရဲ့အော်ဟစ်တန်တွေကြောင့်အိမ်ဒီနားချင်းတွေလည်းလာရောက်ဆုံဆန်းတရေမေးမြန်းကြတာပေါ့ဖြစ်စဉ်ကိုပြောပြတော့အားလုံးကနားမလဲတလို့ဖြစ်ကုန်ကြတယ်အကြံဟာလာတဲ့မေးမြန်းသူတွေကိုဘက်ဆက်ကနေကြာကြာကြီးလာနေပြီးကြိုက်တော့မယ်အဲ့ဒါတွေအော်ဟစ်နေပြီးအကူညီတောင်းတယ်လို့မျက်စိတငယ်နဲ့အာကိုတကြီးလိုက်ကြည့်နေရင်အဲ့ဒီလိုအမေတို့အင်ဟာတနေ့လုံးတညလုံး ထိမနိုင်သိမရစုညံ့နေအောင်ခေါင်းရချံကြီးတော်ဒေါ်စင်းခင်ရောက်ချာဥဥ္ဥကလည်းကြာရောအိမ်မောက်ပေါက်ချလာပါရောဘာကြီးဥဥ္ဥကဟာမတ်အချံရဲ့ထိတ်လန့်ကြောက်ရွံ့နေတဲ့မြင်ကွင်းကိုလည်းမြင်သွားရောဘလို့ဖြစ်တာလဲဒေါ်ဆိုင်အဲ့ဒီမှာအမေတို့အမေဒေါ်ဆိုင်ကကြီးတော်ဒေါ်စင်းခင်ဟင်းလာပေးပုံကစပြီးအမေတို့ဒေါ်စင်းခင်ကနောက်မှကြားကြည့်လို့လှမ်းတော့ပြောလိုက်ရကနေနောက်ဖေးမိဖို့ဆောင်မှာချက်ပြုတ်နေရဲ့ အိမ်ဖော်မလေးအချံကြာကြီးကြာကြီးအော်ပြီးတကယ်ထိတ်လန့်ရွတ်တုတ်လို့ဖြစ်သွားရတာကိုရှင်းပြလိုက်တဲ့အချိန်မှာတော့ဘာကြီးဥဥကညနာတစ်ချက်ပြတ်သွားတယ်လေအဲ့ဒီနောက်အချံရဲ့အခြေအနေကိုအတန်ကြာဆက်စိကြည့်ရှုပြီးသူ့အိမ်ဘက်ကိုပြန်သွားတယ်မကြပါအောင်ချက်ချင်းဆိုသလိုပြန်ရောက်ချလာတယ်ဘာကြီးဥဥကရဲ့လက်ထဲမှာမိုင်းကောင်ဆက်ကိုအင်းတစ်ချက်ပါလာပြီးဘာကြီးကအဲ့ဒီအင်းကိုမိဖို့တွေကမြင်တာတဲ့အချိန် တရိုင်းမှာကတ်ထားလိုက်တယ်။ပြီးတော့အချံကိုရေမန်းရေစင်နဲ့တောက်ပြန်ပေးလိုက်ရောကြောက်နေတဲ့အချံချက်ချင်းတတ်တာသွားပြီးလူကောင်းတယောက်လိုပြန်ဖြစ်သွားခဲ့တယ်။တမင်းအချံရှင်ဘဘကြီးအချံဟာလူမျိုးချာကလားမလီမို့စကားတိတ်မပီချောင်းတမီးတရဏကုံရသလားဟင်အင်းမရဘူးဒါဆိုရင်ဘဘကြီးအခုကပ်ပေးထားတဲ့အစီရင် နေစဉ်အယိုသေးပြုအာယုံပြုပြီးမှအလုံးလုံးပါအိတ်ပါ နေကောင်သွားလိမ့်မယ်နားလေလားဟုတ်ဟုတ်ကဲ့ဘဘကြီးပြောရရင်ဘာကြီးဥုပ်ကာရဲ့ကောင်းမှုကြောင့်အကြံမလန်းတော့ဘူးမငိုတော့ဘူးမအော်တော့ဘူးဘာကြီးညွန်ကြားတဲ့အတိုင်းစူးစိုက်ကြည့်ပြီးအယိုသေးပြုကအချိန်ရသမျှပဲအမေတို့အားလုံးလည်းဝမ်းသာသွားကြတယ်ဒါနဲ့အမေတို့မိဘများကအကြံဘာဖြစ်တာလဲလို့မေးတော့ ဘာကြီးဥုပ်ကဘာမှမဟုတ်ပါဘူးပျောကဝင်ဖန်းစားခြင်းလို့ပါ ကောင်းသွားပါပြီမပူနဲ့ဒီကိစ္စငါလုပ်ပေးလို့ကောင်းသွားတယ်ဆိုတာဘယ်သူမှရှောက်မပြောနဲ့ကြားလားနှစ်ရက်မြောက်လဲမြောက်ရောခေါင်းရင်းအိမ်ကကြီးတော်ဒေါ်စင်းခင်အိမ်ကိုရောက်ချလာရောအိမ်ထဲကိုဝေးပတ်လက်ကြည့်ပြီးဟဲ့မကြိုင်ဟိုတနေ့ကလက်နဲ့ကောင်းမလေးရောဘယ်လိုနေသေးလဲဟဲ့ကောင်းသွားပါပြီ ညီတို့ဘာတွေချက်ပြုတ်နေကြလဲအဲ့ဒီလိုပြောရင်မင်းရင်မိဖို့ဆောင်နဲ့ဝင်လာလိုက်ပြီးအိမ်ဖော်ကလားမလီအချံကိုစူးစမ်းတယ်လို့လိုက်ကြည့်နေရကတိုင်မာကတ်ထားတဲ့အစီရင်ကိုတတိချာစူးစူးဆိုင်ကြည့်နေရင်ဒါဘဒုလှုပ်ထားလဲဟဲ့အကြိုင်ဘာဖြစ်လို့လဲအမမဟုတ်ဟုတ်ကတိုင်မာကတ်ဒါကြောင့်ညီတို့အိမ်မှာဖြစ်ချင်တိုင်းဖြစ်နေကြတာအခုဆွဲဆုပ်လွှင့်ပြလိုက်ဟုတ်ဟုတ်အဲ့ဒါဟိုရင်ဟိုရင်ဒီတွေလုံးမနေနဲ့ ကြရတဲ့တိမ်သားလုံးဒုက္ခရောက်ကုန်မင်းနေနေငါရှင်းလိုက်မင်းဒေါ်စိန်ခင်ကဗဇက်ကလည်းပြောလက်ကလည်းတိုင်မာကတ်ထားတဲ့အင်းကိုဆူဆူဆက်ဆက်လမ်းဆွဲပြစ်ပြီးမိောင်းနေရဲ့မိဖို့တွေကိုတတွတ်တို့ရွတ်ဆိုပြီးပြက်ထည့်လိုက်တယ်အင်းချက်ဟာမိဖို့ပေါ်မှာချက်ချင်းမိကြံပြီး ထူးဆန်းစွာပဲအရာဆုံးဖြာတောက်လို့ငိမ့်ကြသွားတယ်ဒေါ်စိန်ခင်ပြန်သွားပြီးညနေလည်းရောက်ရောအကြံဖောက်လာပါလေရောဟိုနေများအတိုင်းမင်းကြားကြည့်လာနေပြီး ကြာကြာကျမကိုက်တော့မယ်လုံးချပါအောင်ခေချပါအောင်အတ္တီလိုငဲတမ်းမအောင် အော်ဟစ်ပြီးအိမ်ထဲမှာပြေးပါလီရောပြင်ရင်လွှားရင်အိုးခွက်ပကံတွေတိုက်မိပြီးအကုံပြိုလေကွဲကုံရောနောက်ဆုံးထိန်းလို့မရတဲ့အဆုံးတိုက်မှာထုံးစံတိုင်းကျိုးနဲ့တုတ်ထားရတယ်ထမင်းကျွေးလို့လည်းမဆောင်ရေတိုက်လို့လည်းမတောက်ဘူးဗက်ဆက်ကအမြုပ်တွေထွက်ပြီးစိတ်ဝေဒနာတွေတယောက်လို့ကြောက်လန့်တကြအော်ဟစ်နေလို့ အနားမှာလူဆောင်ထားနေရတယ်။အဲ့ဒီအချိန်မှာအမေတို့အိမ်သားအလုံးမျောလင့်နေရကကြည်ကြည်မဆိုင်ခင်ရောက်ကြ။ဘာကြည်ဥဥကားပါပဲ။အိမ်မက်ကိုလှည့်ကြည့်တော့လဲဘာကြည်ကိုမတွေ့ရအောင်။အချံရဲ့မိဘများလည်းဟိုးအဝေးမြို့မှာလီ။ဒါနဲ့စေးရုံပိုးရကောင်းနှုန်းတို့ဆရာဝန်ကိုခေါ်ပြရကောင်းနှုန်းတို့တိုင်ပင်နေကြပြီး အများဆန္ဒရဘာကြည်ဥဥကားကိုစောင့်ပြဖို့ဆုံးဖြတ်လိုက်ကြတယ်။နောက်နေ့မိုးလင်းတော့ ဘာဂျီဥုပ်ကရောက်ချလာတယ်။သူ့ဖះတဆူမှာအဋိဌံပတိသွားဆိုင်နေလို့မရှိတာပါတဲ့။ဘာဂျီဟာအကျံရဲ့အဖြစ်ကိုမြင်တော့အလွန်စိတ်မကောင်းဖြစ်သွားခဲ့တယ်ကွ။အကျံဟာထမိန်တော်မနိုင်လို့ခေါ့ကြိုးစားနဲ့ခြိထားနေရတာကိုမြင်နေရကုန်။ဒါနဲ့ဘာကြီးဥုပ်ကဘလို့ဖျက်ပြတ်မိလဲလို့မေးရောအမေတို့အဖေတို့ကမနေ့ကကြည်ကြည်မစိမ့်ခင်ရောက်လာတဲ့သတင်းမေးပြီးတိုင်မာကတ်ချတဲ့အင်းချက်လေးတွေ့ရော တရင်သားလုံးဒုက္ခရောက်ကိုကျိုးနေကုန်ကြလိမ့်မယ်လို့ပြောပြီးအင်းချက်ကိုမိဖို့တွေကိုပြစ်ထည့်သွားတဲ့အကြောင်းပြောပြလိုက်ရောဘာကြီးဥုပ်ကဟာမျက်နာကြီးချက်ချင်းနီးရဲသွားပြီးတောက်တချက်ကိုခပ်ပြင်းခောက်လိုက်တယ်ခဏလေးစောင့်နေကြဟိငါအိမ်ခနောက်ပြန်လိုက်အောင်မယ်အဲ့ဒီလိုပြောပြီးဘာကြီးဥုပ်ကသူ့ဝင်ကိုပြန်သွားတယ်နိုင်ဝက်နေပါလောက်ကြာတော့ရှွတ်ရှွတ်ရှဲနဲ့ပြန်ရောက်လာတယ်ပြီးတော့လက်ထဲကပစ္စည်းတစ်ခုကမ်းပြီး အမေတို့အိမ်ကဖះဆောင်ရှေ့မှာဖះခုံတော်တွေရောပရိတ်တွေရောခတ်ကြကြရွတ်တယ်ပုပ်ကိုတွေကိုလည်းစောင့်ရှောက်ကာကွယ်ဖို့မြစ်တာရက်ခန့်နေအနောက်ရက်တွေလည်းရက်တက်ရက်ဖို့မြစ်တာရက်ခန့်နေအဲ့ဒီနောက်အကျန်းကိုပြာခန့်ရှေ့ခေါ်ပြီးနှစ်ဖူးပေါ်လက်ဝါးတင်လို့ဗဇက်ကတွတ်တွတ်မန်နန်လို့လို့ဂါရာလို့လို့စောင့်ရွတ်ပြီးပြောလိုက်တာ အကျန်ငြိမ်ကြသွားတယ်တတိယပြီလားကလေးမဟုတ်ဟုတ်ကဲ့ရှင်ငါ့ကိုရောသိရဲ့လား သိပါတယ်အိမ်ကောင်းရဘဘကြီးပါဟိုကဘာတူလဲအမေကြိုက်မဟိုကလေးမရောမက်စီပါဟုတ်ပြီတမင်းမျက်လုံးထဲမှာအခုကြောက်မြင်ရသေးလားမမြင်ရတော့ပါဘူးကြောက်နေသေးသလားနည်းနည်းကြောက်တယ်တမင်းခုဖြစ်နေရဲ့ရောက အလင်းပြောက်ချင်သလားပြောက်ချင်ပါလေဘဘဒါဆိုဟောဟိုဗုဒ္ဓဖရာကိုအာယုံပြုတ်လိုက်အကျံဟာပြောက်ချင်လို့ဖရာဆောင်ဘက်ကိုကြည့်ပြီး လက်နှစ်ဖက်ချက်အာယုံပြုတ်လိုက်ပါရင်လိုက်ဆိုပါသမီးဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ဃံတရဏံကိစ္ဆာမိပါဗျာအဲ့ဒီနောက်မှာတော့ဗာစီဥုပ်ကအချံရဲ့ညာဘက်လက်ကဝိပေါ်မှာလက်ဖွဲ့ကျိုးအနီတစ်ခုချိနှောင်ပြီးလက်ဝါးချင်းချိုက်လို့စကားတခွန်ဆိုလိုက်တယ်အဲ့ဒီလက်ဖွဲ့ပရိတ်ကျိုးဟာရဟန်းပုဂ္ဂိုလ်သူတစ်ပါးချီးမြှင့်ခဲ့တဲ့ ပရိတ်ကျိုးလက်ဖွဲ့ပင်အဲ့ဒါကိုတမီဒီအတိုင်းဆင်ထားလုံးဝမဖြုတ်နဲ့ဖြုတ်ချင်တဲ့ရင်အဘလာဖြုတ်ပေးမယ်အဲ့ဒီပရိတ်ကျိုးလက်ဖွဲ့ကိုဘယ်သူမှလည်းမဖြုတ်စင်နဲ့ဖြုတ်ရင်ဖြုတ်တဲ့လူအနေရရှိလိမ့်မယ်ဒီပရိတ်လက်ဖွဲ့ကျိုးတမီကိုနဲ့မကွာရှင်းနေသမျှဘယ်တရေတစေဆုံးကဝေမှနှောက်ရက်ဖန်းဆလို့မရအောင်အဲ့ဒါမှတ်ထားတမီစစောကဖျားစာတုံးချောင်းအချိန်အားရရသလိုရွတ်ဖက်ကြလာဟုတ်ဟုတ်ကဲ့ဘဘကြီး အဲ့ဒီမှာပဲအမေတို့ရဲ့အမေကဖြစ်နေပြက်နေရစံပြလုံးတော့ဘာဖြစ်နေရဲဆိုတာနားမလည်နိုင်အောင်ဂျာနဲ့မေးလိုက်တယ်မြမလော်ကီပညာရဲ့အနေနဲ့ပြောရရင် အပြူစားခံထားရတာဘူးသွင်းတယ်လို့ခေါ်တယ်ဘူးသွင်းတာဘာဘလို့လဲရင်ပညာတဲ့ဟာဒစုံတရားကိုချိရင်ဒါမှမဟုတ်လို့မုန်းရင်ဘူးသွင်းပြူစားလိုက်ရောအဲ့ဒီလိုဘူးသွင်းခံရရင်ကြောက်လန့်စရာတွေမြင့်မယ် အစားမစားတော့အဲ့လိုမရတော့နောက်ဆုံးယူတုတ်ပြီးအသက်ပါဆုံးရှုံးရော။အိုးဖျားဖျားရက်ဆက်လှချင်လားကြောက်စရာကောင်းလှချင်လားအကိုကြီးရဲ့။ဒါဘသူပြူစားရလဲရင်။အဲ့ဒါမသိချင်နဲ့မင်းတို့တိထားဖို့ကဂံမီရလမ်းပေါ်မှာ အထက်လမ်းအောက်လမ်းဆိုတာရှိတယ်။အထက်သမားမျက်မျက်ဖြူစင်သောလမ်းစဉ်ကိုကြည့်ပြီးလူတော်ဝါများရဲ့အကျိုးရှေးရှုတယ်။အောက်လမ်းတို့ခုလက်တို့က ူတို့ပညာဘလောက်စွမ်းတလဲဆိုတာကိုအခုလိုစမ်းလေရှိရည်သူတို့ချင်းလဲလက်ပြောင်လှမ်းပြီးနှုတ်တက်တယ်လို့သူတို့မုန်းရင်လဲလက်ပြောင်လှမ်းပြီးဒုက္ခပေးတတ်တယ်အခုကိစ္စဘူးစင်နေလို့ခေါ်တယ်ဘူးစင်နေအင်းလောကီပညာမှာဘူးသွင်းနေဘူးစင်နေဘူးပြန်နေလို့အမျိုးမျိုးပြပြရှိတယ်အခုကြည်ရပုံကသူ့ကိုမုန်းလို့မဟုတ်ဘူးအခြားသူဘူးသွင်းရကနေရည်ရွယ်သူကဖျားတရားမြဲလို့မထီရောက်ပဲ ကန်နေသူကိုသွားစင်မှန်ထီသွားလို့ကွယ်ကိစ္စမရှိဘူးဒီကလေးမှဘာမှမဖြစ်စေအောင်ကောင်းသွားပြီငါတတိပေးတဲ့အတိုင်းလိုက်နာပါဒီကိစ္စကိုငါကုပေးလို့ပျောက်တာလို့လေအချက်ထဲကိုရှောက်ပြောမနေနဲ့ငါနာမည်မကြီးချင်ဘူးငါဖျားတရနဲ့အေးနေချင်တယ်သွားမယ်ဦးအုပ်ကရဲ့ကောင်းမှုကြောင့်အိမ်ဖော်မှလည်းမတ်အချံရဲ့ဝေဒနာပျောက်ကင်းသွားတဲ့အတွက်အမေတို့တိမ်သားလုံးဝမ်းသာမဆုံးမော့ကွယ် အကြားလေအရင်ကလိုတချင်းလေးတအေးအေးနဲ့ပျော့ပျော့ရွှင်ရွှင်အိတ်လုပ်တွေလုပ်ပြီးအားလိုက်ရင် အမေတို့နဲ့လာစကားပြောပြီးတော့တရဏကုံရွှွနဲ့မကြံပျော်ရွှင်လာခဲ့တယ်ဒီလိုနဲ့14ရက်အဖိနေညာဦးပိုင်းမှာတော့ခေါင်းရင်းအိမ်ကကြီးတော်ကြီးဒေါ်စိန်ခင်ဟင်းတပ်ကန်နဲ့ရောက်ချလာပြန်ရောကွယ်ဟဲ့မကြံဟိုကလမလီအရင်တခါလိုပြန်ဖြစ်ပြန်လို့ဆိုဟဲ့ ဟုတ်တယ်အမစိမ့်ခင်အခုကောင်းသွားပါပြီရှင်ဘယ်သူလာလို့ပေးလို့တော့ဒီလိုပါပဲအမရင်ပျောက်ချင်တယ်လို့တူပါရဲ့ပျောက်သွားတာပင်အမေကဘာကြီးဥုပ်ကမှားထားတဲ့အတိုင်းအမေမဖို့ပဲကောင်းတယ်လို့ကြည်ပြောလိုက်တယ်လीဟုတ်ရဲ့လားရင်ကြည်လို့ကြနော်ငါဒင်းကလေးကိုမတင်ကောင်းခေါ်လိုက်စမ်းမအောင်ဟဲ့အကျန်ရဲ့အကျန်ရဲ့ဟေးအကျန်အမေကရိုးရိုးတသားမေးတယ်မှတ်ပြီး မိဖို့ဆောင်နဲ့အလုလုံနဲ့မတ်အကြံကိုလှမ်းခေါ်လိုက်တော့အကြံဟာအိုးမဲပေပေနဲ့အိမ်ရှိကိုထွက်လာလိုက်တယ်လေဒေါ်စိန်ခင်ဟာအကြံရဲ့မျက်နှာကိုစူးစူးဆိုင်ကြည့်နေရကသူ့မရဲ့ညာလက်ပေါ်ဟာပရိတ်လက်ဖွဲ့ကျိုးနေကိုမြင်သွားရောကောင်းသွားပြီလားကလေးမဟုတ်ဟုတ်ကဲ့နေပါဦးညီရဲ့လက်ပေါ်ကဘာတော့ဟုတ်ဟုတ်ဟိုလေးလက်ဖွဲ့ပရိတ်ကျိုးပါမမစိန်ခင်အကြံမပြောတတ်လို့ အမေကဝင်ဖြေလိုက်တော့ဒေါ်စိန်ခင်ဟာမတ်အကျင်ရဲ့ညာလက်ကိုဆက်ခနဲ့လှမ်းဆွဲလိုက်ပြီဒါဒါဘာလို့လုပ်ပေးရလဲဟိုဟိုအတိတ်တယောက်ပါအမစိန်ခင်ဘာဖြစ်လို့လဲရင်ငါကြီးတို့ခင်လုံးလို့အတန်တန်သတိပေးတယ်ဟိုလူလာပေးဒီလူလာပေးပြစ်စရိအိမ်မှာမထားနဲ့တရင်သားလုံးဒုက္ခရောက်ကုန်နိုင်မယ်လို့ပြောထားရတဲ့ကြည်စံအခုလေဘာကြိုးရိမ်မှလည်းမသိဘူးရှောက်ချီပေးထားပြန်ပြီဖြုတ်ဖြုတ်ပေးဟဲ့ဟဲ့ မလုပ်ပါနဲ့အမရဲ့နေပါစေဒေါ်စိန်ခင်ကမန်းအကြံညင်းဆန်တဲ့ကြောင့်အမေတားမြင့်ရဲ့ကြားနေငယ်နိုင်ဩစာတက်ရောက်သူလူကြီးသူမှဟန်နဲ့မယမကဆွဲဖြုတ်ယူလိုက်တယ်လီအဲ့ဒီမှာမန်းအကြံရောအမေပါကြောက်ရွံ့စိုးရိမ်ပြီးမျက်စိမျက်နှာပြက်နေကြရောဒီမှာညီတို့ဘာမှပူပန်စိုးရိမ်ဖြစ်မနေနဲ့ဒါဘာကြိုးမှမသိပဲအရက်လျှောက်တော့နေနောက်နေ့ကျရင်ဒီထက်ကောင်းနေကိုခန့်အဆောင်ပစ္စည်းငါယူလာပေးမယ် ကြားလားဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ဘလို့မှလည်းမပြောတာတော့ငိန်နေလိုက်ရတာပေါ့ဒီလိုနဲ့ပဲအလာပစကားတွေအတန်ကြာပြောပြီးဒေါ်စိန်ခင်ဟာဖះဆာရွတ်နေရဲ့အမေးအခုစက်ချောင်းပြုံးကိုတလဲမန်းအကြံကိုတလဲစိမ့်စိမ့်ဆူဆူမကြာခဏစိုက်ကြည့်ပြီးမက်စီရှင်းကြည့်ကြည့်အရင်အိမ်ပေါက်လာခင်ကိုတမိလေဟုတ်ကဲ့ကြည့်ကြည့် အဲ့ဒီနောက်လက်ဖွဲ့ပရေကျို့ဆုပ်ကန်ယူပြီးအိမ်ထဲကနေဆောင်းဆောင်းနဲ့မကြည့်နဲ့တလို့ဟန်ပြုတ်ပြီးထွက်သွားတော့တာပဲသူလည်းထွက်သွားရောမတ်အကြံအမေကိုဖတ်ပြီးငိုရောလင်အမေကလည်းစိတ်မကောင်းမဖြစ်ပါနဲ့တမီးရဲ့စေတနာနဲ့ပြောကြလို့ကြောင့်ကူညီကြတာဥစ္စာဆောင်းကြည့်ကြသေးတာပေါ့နင်းပါကြီးပြောသလိုတရဏကုံအမဲကျွန်းတော့အကြံအားလုံးဟာရှင်တထိတ်ထိတ်နဲ့ပေါ့ ညာဘက်အိတ်တာအိတ်ရတယ်အကြံထားဖောက်အောင်မလားစိုးရိမ်နေကြပေမဲ့မိုးလဲလင်းရောအကြံဘာမှမဖြစ်လို့အလုံးဝမ်းသာခဲ့ရတယ်အဲ့ဒီအချိန်မှာပဲထူးဆန်းတဲ့ဖြစ်စဉ်တစ်ခုတို့များအလုံးကြားလိုက်ပါရောလေ အချားမဟုတ်ဘူးခေါင်းရင်းအိမ်ကဘဘကြီးဥဥကရဲ့ဇနီးကြီးရော်ဒေါ်စင်းခင်ဆုံးသွားပြီဆိုတဲ့သတင်းမင်းဒီသတင်းကြားလိုက်ရတော့အလုံးအံ့ဩသွားကြတယ်ညကလည်း တို့အရာပြန်သွားတာအကောင်းချင်းဘက်နဲ့ကောက်ခါငင်ကဆုံးသွားပါလိမ့်ပေါ်ဒါနဲ့လာတဲ့မေးကြသူများနဲ့အတူတို့မိသားစုခေါင်းရင်းအိမ်ကိုအပြေးလွှာရှောက်သွားတော့အိမ်ရှိရဖျားပေါ်မှာကြီးတော်ဒေါ်စင်းခင်ရဲ့အတက်မဲ့ခန္ဓာကို တွေးလိုက်ကြတော့တာပင်ဖျားပေါ်မှာလည်းအန်ထားပုံရတဲ့သွေးကွက်တွေရောစိမ့်စိမ့်ညွညွပြပြအန်ဖက်တွေရောပြန့်ကျဲလို့အနန်းကလည်းပုတ်ဟောင်နေရပင်ဘာကြီးဥဥကတော့ စိတ်ပတိလေမှာဆွဲပြီးလိုအပ်တဲ့ကိစ္စများစီစဉ်မှုညှော်ကြားနေရပင်ဘလို့ဖြစ်တယ်လေအကိုကြီးရေမနေ့ကအကောင်ကြီးဥစ္စာဘဲချေဆုံးသွားလေဆော်ဆော်လေးကပဲတွေးရအမီငါမားပြီးငါမားပြီးစကားတွေပြောပြီးအသက်ထွက်သွားတာပဲအဲ့ဒီအချိန်မှာပဲလူကြီးအချို့ကအလောင်းရေချိုတန့်စင်မှုပွေ့ယူလိုက်ရောအိယာပေါ်မှာပျက်စီးတခုဘာကြီးဥုပ်ကဒေါ်စင်းခင်ရဲ့အိယာပေါ်က အနီရကျိုးကလေးကိုကောက်ယူလိုက်ပြီးအတိတ်ပဲပါတဲ့မျက်လုံးစုံနဲ့ဒို့အမေရဲ့မျက်နှာကိုလှမ်းကြည့်လိုက်ပါရောမတ်ကြိုင်ဒီဒီလက်ဖွဲ့ကျိုးဟာဒို့အမေကလည်းဘာကြီးဦးဥကရဲ့လက်ထင်းဟာအနီရောင်ပိတ်လက်ဖွဲ့ကျိုးကြည့်ပြီးအတန်တုံတုံနဲ့အဲအဲ့တော့အချက်ညာလက်ကလက်ဖွဲ့ပိတ်ကျိုးပဲအကိုမနေ့ညအမမဆင်းခင်အိမ်ရောက်လာရင်နဲ့တွေ့သွားပြီးအတင်းတမဖြုတ်ယူသွားတာ အင်းဒင်းတန်ဒင်းခံရတာပဲလေဘူးပြန်နေဆိုတာအဲ့တော့ခေါ်တာပေါ့မဆိုင်ခင်မဆိုင်ခင်ငရဲမကြပါစီနဲ့လို့ငါဆူတောင်းလိုက်ပါရဲ့မဆိုင်ခင်ပါကြီးဥဥကဟာအမေတို့မိသားစုပြောတလို့လို့နဲ့သူ့ဟာသူရေရွတ်တလို့လုပ်ရင်ဥကောင်ဝမ်ပန်တနေရမ်းခါပြစ်လိုက်တယ်လေအဲ့ဒီချိန်မှာအမေအမတ်တရပြန်ချလိုက်မြဲစကား ာကြီးဥုပ်က အမေတို့အိမ်မှာ ပြောတဲ့စကားပဲဒီလက်ဖွဲ့ပေးချို့ဖြုတ်ချိန်တိုင်းအပလာဖြုတ်ပေးမယ်အဲ့ဒီလက်ဖွဲ့ပေးချို့ဘသူမှမဖြုတ်စင်နဲ့ဖြုတ်ရင်ဖြုတ်တဲ့လူအနေရရှိလိမ့်မယ်ပြီးတော့နောက်ဆုံးစကားအေးလောကီပညာမှာဘူးသွင်းတယ်ဘူးဆင်တယ်ဘူးပြန်တယ်လို့အမျိုးမျိုးပြပြရှိတယ်အခုကြည့်ရတဲ့ပုံကသူ့ကိုမုန်းလို့မဟုတ်ဘူး အခြားသူကိုဘူးသွန်းရာနေရည်ရွယ်သူဟာဖရာတရားမြဲနေလို့မထရောက်ပင်ကံနေသူကိုသွားစဉ်ထိမှန်သွားပုံကွယ်ကိစ္စမရှိဘူးဒီကလေးဘာမှမဖြစ်စေအောင်ကောင်းသွားပြီငါတတိပေးတဲ့အတိုင်းသာလိုက်နာကြဖရာဖရာជីជីမဆင်းခင်ကိုရိုင်းကမြာအမေတို့မိသားစုဆက်ကိုမတွေ့ရင်နားထဲမှာဘဘကြီးဥဟုတ်ကရဲ့စူတောင်းစကားဝယ်အထက်ထက်ပြန်ကြပြီး ဇနေ့တိုင်းစင်စာအံ့ဩနေရဆဲပါပဲပြိဿများရှင်အခုတင်ဆက်ပေးခဲ့တဲ့စနန်လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနားဆင်ပေးကြတဲ့ပြိဿများအလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်နောက်နေ့တွေမှာလည်းဘလို့ဇနန်လေးကိုတင်ဆက်ပေးမယ်ဆိုတာပြိဿများကစောင့်မျှော်အားပေးကြပါအောင်ရှင်ဇနန်လေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်ကျမတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇလန်းမြောင်နားဆင်ရင် ရိသတ်များအလုံးဘဝအမောများပြည့်ပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာစုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။